အားလုံးပဲမင်္ဂလာပါရှင်။ကျမရဲ့ YouTube channel လေးကနေကြိုဆိုလိုက်ပါရစေ။ကျမရဲ့ YouTube channel မှာရာဇဝင်အကြောင်းတွေ၊ဒန်းနာအကြောင်းတွေနဲ့အခြားစိတ်ဝင်စားဖွယ်အကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျမရဲ့ YouTube channel လေးကို Like and Subscribe လုပ်ထားပေးဖို့အတွက်တောင်းဆိုလိုက်ပါရစေရှင်။ကျမဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ကြေကွဲဖွယ်ရအချစ်ဇလန်းနေရတာမှာ ကြေကွဲရင်နာပွဲရာဇလန်းတပုတ်ဖြစ်တဲ့ Pink Lady Ghost လို့လူသိများတဲ့ပန်းရောင်အမျိုးသမီးဝိညာဉ်ရဲ့ကြေကွဲရင်နာပွဲရာအချစ်ဇလန်းလေးပဲဖြစ်ပါတယ်ရှင်။ကိုချစ်သူရဲ့စိတ်နှလုံးသားထက်တခြားတယောက်ပြောစကားကိုယုံကြည်မိတာကြောင့်မတည်တည့်မဲ့တည်ဆောင်းသွားခဲ့တဲ့မင်းသမီးလေးရဲ့ဇလန်းလေးပဲဖြစ်ပါတယ်ရှင်။ဒါဆိုရင်ဒီကနေ့ဇလန်းလေးကိုစလိုက်ရအောင်ပါရှင်။အခုပြောပြမယ့်အကြောင်းအရာလေးကတော့အင်္ဂလန်နိုင်ငံ Northern Ireland မှာရှိတဲ့သမိုင်းဝင် ဘန်ဘော့ခ်ရဲတိုင်းနဲ့ဆက်ဆက်တဲ့ဘန်ဘော့ခ်ရဲ့ Pink Lady ရဲ့ကြေကွဲခွေရာအချစ်ဇာတ်လမ်းလေးပဲဖြစ်ပါလေရှင်။စနစ်ရာစုတွေမှာတော့ဘန်ဘော့ခ်ရဲတိုင်းဟာထင်ရှားတဲ့ခံတိုက်တစ်ခုနဲ့တုံဝင်အိမ်တော်တစ်ခုဖြစ်ခဲ့ပါတယ်။ဒီဇာတ်လမ်းလေးဟာဒန်နိုင်တစ်ခုဖြစ်ပြီးဒီအမျိုးသမီးရဲ့နာမည်ကိုတော့အမှန်တကယ်အတိအမှတ်ပြုနိုင်တဲ့တမိုင်းဆိုင်ရာအထောက်အထားမရှိသေးပါဘူး။ဒီတန်တားရီတဲ့အမျိုးသမီးရဲ့နာမည်ကိုလူများသိကြတာ Pink Lady လို့ပဲဖြစ်ပါရှင် Pink Lady ဟာငယ်ရွယ်ပြီးလှပတဲ့အမျိုးသမီးဖြစ်ပြီးရဲတိုက်မှာနေထိုင်တဲ့အာနာရှိတော်ဝင်မျိုးနွယ်တဦးရဲ့သမီးဖြစ်တယ်လို့ဆိုကြပါတယ်သူမဟာစစ်တေးရှင်မှုနဲ့ကျင်နာမှုကြောင့် Northumbria တလျှောက်လုံးမှာလူတည်များပါတယ်မင်းသမီးလေးဟာရဲရင်နဲ့သူရဲကောင်းတဦးနဲ့လေးလေးနက်နက်ချစ်ကြွမ်းဝင်နေခဲ့ပါတယ်သူရဲကောင်းလေးဟာလည်းမင်းသမီးလေးကိုနှဆိုင်စွာ ချစ်မိနေခဲ့ပါတယ် သူမရဲ့ဖခင်ဟာနိုင်ငံရေးလှုပ်ရှားမှုတွေနဲ့မဟာမိတ်ဖွဲ့ထားတာကြောင့်သူတို့နှစ်ဦးတွေ့ဆုံတာ ਉ တဘောမတူခဲ့ပါဘူး။သူမရဲ့ဖခင်ဟာသူ့ရဲ့ကောင်းလေးကိုသူ့တမီးနဲ့မထိုက်တန်ဘူးဆိုပြီးရှုံချခဲ့ပါလေ။အိမ်အောင်ရေးကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေဟာသူ့ရဲ့ရည်မှန်းချက်တွေနဲ့မကိုက်ညီဘူးဆိုပြီးတော့လေပြောကြားခဲ့ပါသေးတယ်။သူတို့နှစ်ဦးကိုကွဲကွာစေလိုတဲ့စိတ်ကြောင့်သူမရဲ့ဖခင်ဟာသူ့ရဲ့ကောင်းလေးကို ပင်လေရဲ့ချားကိုတွားပြီး အမှုထမ်းဆောင်စီခဲ့ပါတယ်။ ဒီခရီးဟာသူရဲ့ကောင်းလေးအဖို့အဝေးမှာခုနှစ်နှစ်တာတာဝန်ထမ်းဆောင်စီခဲ့ရပါတယ်။မင်းသမီးလေးဟာလည်းစိတ်နှလုံးမချမ်းမြေ့စွာနဲ့ပဲသူမချစ်သူပြန်လာဖို့စောင့်ရင်းပြန်လဲစုံစည်းနိုင်မယ့်ရက်တွေကိုရည်တွက်နေခဲ့ပါတယ်။ဒီအချိန်မှာပဲသူမရဲ့ဖခင်ဟာတရှိုးလေးရဲ့အစီရင်ခံချက်အရသူမရဲ့ချစ်သူဟာတခြားသူနဲ့လက်ထပ်သွားပြီဖြစ်ကြောင်းလိမ့်လေတရင်ပြေးဖို့ခဲ့ပါတယ်။ဒီအချိန်မှာ ူမဟာနှလုံးကွဲမတက်ခံစားခဲ့ရပြီးသူမရဲ့ဖခင်ဟာလည်းသူမစိတ်ကိုပြိုရစေနိုင်လောက်မီဆိုတော့အတွေ့ဖြစ်သူမထံကို ပန်းရောင်ကောင်းဝင်တစ်ထည်ပေးပို့စေခဲ့ပါလေဒါပေမဲ့လည်းအသေးကွဲနေတဲ့မင်းသမီးလေးဟာဒီကောင်ဝင်ကိုဝတ်ဆင်ပြီးသူမကိုသူမအဆုံးစီရင်သွားခဲ့ပါလေသူမရဲ့အချစ်ဇာလန်းလေးဟာလည်းဒီမှာလည်းအဆုံးတက်သွားခဲ့ရပါလေ ဒန်နာရီအယ9နှစ်တကြိမ်သူမရဲ့ဝမ်းနေချေကွဲနေတဲ့ဝိညာဉ်ဟာသူမရဲ့တောက်ပနေတဲ့ပန်းရောင်ခေါင်းဝင်ကိုဝစ်ဆင်လျက်ရဲရဲအဟောင်းဆုံးအစိပ်ပိုင်းတွေကိုခြောက်သွားနေရဲ့ဆိုလို့ဆိုကြပါတယ်ပြီးတော့သူမဟာကြောက်ဆောင်လန်းအတိုင်းကန်းချေကိုလျှော်ဆင်သွားပြီးပင်လယ်ကိုဝမ်းနေစာငဲလျက်သူမရဲ့ပျောက်ဆုံးသွားတဲ့ချစ်သူပြန်လာကိုသာဝရဆောင်ဆိုင်နေရလို့လဲဆိုကြပါတယ် ဘန်ဘော့ခရဲတိုက်ဟာနော်တန်ဘာလန်မှာတရဲ6စုံနေရာတွေထဲမှာတစ်ခုဖြစ်တယ်လို့သတ်မှတ်ခံထားရပြီး Pink Lady ရဲ့ပုံမြင်ဟာအဲ့ဒီမှာအကျော်ကြားဆုံးတရဲပုံမြင်တွေထဲကတစ်ခုဖြစ်ပါတယ်ဒီဇလန်ဟာပုံမြင်တက်တက်ပဲလားဒန်နိုင်တစ်ခုလားဆိုတာတော့အခုထိတိတိကျကျမသိရှိကြသေးပါဘူးရှင်ဇလန်လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ။နောက်ရက်ဒီမှာလည်းဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျမရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့အတွက်တောင်းဆိုလိုက်ပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။